I know who I am and I do not need your help ဒီဗီဒီယိုကပုံမှန်ဆိုရင်တော့မှတစောက်ခန်းနေပြောဘူးကလန်နေလောက်ပြီးတော့နေတတ်တဲ့အယူတယောက်က furniture တယောက်ကအဖိုးကြီးဖြစ်သွားတဲ့အခါဘယ်လိုပုံစံဖြစ်နေမလဲဘာတွေလုပ်နေမလဲဆိုတာကိုရေးဆွဲထားတဲ့ Oman Logan Universe ကလူသိနေတဲ့ Oman Panacea အကြောင်းဖြစ်ပါတယ်။အရှိမ Oman Logan အကြောင်းကိုအစအဆုံးတင်ဆက်ပေးထားတာလည်းရှိပါတယ်။စိတ်ဝင်စားကြရဆိုရင်ညာဘက်ထောင်မှာပေါ်လာတာလေးကိုနှိပ်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။ You see Oman Logan ကအသက်တွေကြီးလာပြီးတော့လက်သေးတွေကိုထုံမတုံးတာနှစ်တင်နဲ့ချီပြီးသူကသားနဲ့မယားနဲ့တောင်ယာစိုက်ပျိုးရေးကိုလှုပ်ကိုင်ပြီးတော့ agent စွာနေနေခဲ့တာပါ။ဒါပေမဲ့သူတို့ကို Hawkeye မြေတွေကစက်ကြီးလာတောင်းကြတယ်။မပေးတော့ရိုက်တယ်အဖိုးကြီးလည်းမထူဘူး။ပတ်စံအလွယ်ရအောင်ဆိုပြီးတော့ညမမြင်ဆန်းရှိအဖိုးကြီး ဟော့ကိုင်းလာခေါ်တဲ့ပစ္စည်းပို့တာဝန်ကိုလက်ခံပေးလိုက်ပါတယ်အဆုံးမှာသူပတ်စံတွေကိုပိုက်ပြီးတော့ပြန်လာခဲ့ပေမဲ့တိတ်ပြီးတော့နောက်ကျသွားခဲ့ပြီးသူရဲ့မိသားစုကိုဟော့တွေကချက်ချင်းပဲရောက်လာပြီးအပိုင်ပိုင်ခုတ်ဖြတ်ပြီးတော့စားလိုက်ကြတယ်ဆိုတာကိုသိလိုက်ရတယ်ဘူရော့ကဟော့တွေအကုန်လုံးကိုပြန်ပြီးတော့အမဲလိုက်တဲ့ခြောက်လန့်တဲ့အပိုင်ပိုင်တွေဖြစ်အောင်ပြန်ပြီးတော့ခုတ်ဖြတ်တပ်ပြလိုက်ပါတယ်သူကမရက်သေးဘူးဟော့တွေအကုန်အပြင်ဟော့တွေရဲ့ခေါင်းဆောင် Oman Hawk Bruce Banner အဖိုးကြီးစီအထီကိုသွားပြီးတော့တိုက်ခိုက်ခဲ့တယ်ဘူရော့ကတမိနစ်တောင်မခံပါဘူး ဟော့ကဘာကစားတယ်လို့ခိုက်စားလိုက်တာကိုခံလိုက်ရတယ်။ဒါပေမဲ့တနအီလောက်အကြာမှာတော့ဟော့ကြီးရဲ့ဘိုက်ထဲမှာလိုကန်က regenerate ပြန်ဖြစ်သွားတယ်။ဘိုက်ကိုထိုးခွဲဖောက်ထွက်လာပြီးတော့ဟော့ကိုတပ်ပြစ်လိုက်ပါတယ်။ပြဿနာကပြီးသွားပြီဆိုပြီးတော့တွေးလိုက်ပေမဲ့အဲ့ဒီအချိန်မှစတာဖြစ်နေပါတယ်။ဟော့တေရဲ့ကြီးစိုးမှုမရှိတော့တဲ့အခါဘာမှမရှိတော့တဲ့ wasteland ကြီးထဲမှာလက်နက်ရှိသမျှကောင်အကုန်ကတောင်ကျန်းစုတွန်းလာကြတယ်။ဒီကောင်တွေကတယောက်စနှစ်ယောက်စနဲ့စုမိတဲ့အခါ Panisher Gang ဆိုပြီးတော့ဖြစ်လာကြတယ်။အချိန်တစ်ခုအတွင်းမှာမျိုးတွေက စုနေကြတဲ့လူတွေအကုန် beneficiary ရောက်လာကြပြီးဟေးလို့ or hit ထွက်ပြေးကြရတဲ့အထိစိုးသွမ်းပါဝါရှိလာကြပါတယ်ဒီကောင်တွေက mad max style ကားတွေနဲ့အထာတွေနဲ့ရောက်လာကြပြီးမြို့ထဲမှာရှိသမျှတုံးလို့ရသမျှအကုန်ကိုမာသွားကြတယ်လူတွေကိုတတ်သွားတယ်ပို့ပြီးတော့စိုးတာကခလေးတွေကိုအရှင်ဖန်ဖန်ထားပြီးတော့စားတောက်ပြင်နေကြတဲ့ငချောင်ကောင်တွေဖြစ်ကုန်ကြပါတယ်ပုံမှန်လူကန်တယောက်တကလုံးတကလုံးနဲ့ခြေဆန့်ခยีထွက်လာတော့ဒီကောင်တွေဖြက်စီးသွားတဲ့မြို့တစ်ခုကိုကြုံကြိုက်မိတဲ့ဒီမြို့ကိုဝင်လာတော့မိမတယောက်ကသူ့ကိုလက်ညှိုးငေါ ောက်တောက်ထိုးပြီးတော့ပြတနာရှာတယ်။စောက်ခွက်ကိုတတွေးနဲ့ထွေးတယ် နေမဲနေက Hawk Day ကိုတပ်ပြစ်လိုက်လို့အခုလိုမျိုးပန်နေရှာအယူကောင်းတွေပေါ်လာတာ Hawk Day ကသူတို့စီးပွားရေးကောင်းနေဖို့ငါတို့ကိုမတိုက်ခိုက်ဘူးအခုအရင်ဆိုင်တွေကငါရဲ့သားလေးကိုဖမ်းသွားကြပြီနင်းကြောင့်ငါရဲ့သားလေးကအစားခံရတော့မယ်ဆိုတာကိုငိုယိုပြီးပြောတဲ့အခါဘိုးတော်လည်းကြံရည်သူအမျိုးသမီးအတွက်စာနာမိတယ်ကလေးကိုရအောင်ပြန်ယူပေးမယ်လို့ကတိပေးပြီးတော့ဖန်နီရှာတွေအနောက်ကိုလိုက်ဖို့အတွက်မေရှင်နဲ့ထွာလာခဲ့ပါတယ်။လမ်းတစ်လျှောက်ဒီကောင်လေးဖြက်စီးသွားတဲ့မြို့တွေလမ်းမပေါ်စီရင်ခဲ့တဲ့အလောင်းတွေကိုလိုကန်ကမနစ်မြို့စွာကြီးနေရတယ်။သူကို ိုယ်တိုင်လည်းအတွေးထဲမှာဝင်ခံပြီးရဟုတ်တယ်အရင်သူတကောင်မကျန်တပ်ပစ်ခဲ့တဲ့ဟော့တေရှိတုံးကဒီကောင်တွေကကြမ်းကြမ်းတန်းတန်းထိန်ချုပ်ထားခဲ့တာမများတာဘူးမမှန်ဘူးဆိုပေမဲ့ပန်နီရှာရီလိုမျိုးအယူတွေလက်ကနေပြီးတော့လွန်မြောက်နိုင်သေးတယ်အခုကိစ္စသည်တည်နေကြတဲ့သူတွေဒီသူလုတ်ခဲ့တဲ့လုံရက်ကြောင့်ပဲဆိုတာကိုတွေးတော်ရင်လည်းဘူရောကပန်နီရှာရီစခန်းချထားရာတကားဝါစီကိုရောက်လာခဲ့ပါတယ်ဒီကောင်ကိုမြင်တာနဲ့ကင်းဆောင်တစ်ဖက်လက်ကချက်ချင်းလဲတော့ပြစ်မာတော့ဆိုပြီးတော့တတိပေးတယ်လိုကန်ကချော့ပြောကြည့်တယ်အထဲကိုပေးဝင်ဖို့အတွက် မင်းတို့ရဲ့ခေါင်းဆောင်နဲ့စကားပေးပြောဖို့ခွင့်ပေးပါဆိုပြီးတော့ညာတာပါတီနဲ့အထဲထဲရောက်မှအပီသိပ်ဖို့အတွက်တွေးထားတယ်။ Bad Bang ကြည်စံတတောင်းကဘိုးတော်ရဲ့နှစ်ဖူးတဲ့တယ်ကိုပြစ်ဝင်လာတယ်။ဘိုးတော်ကမြင်းဘော်ကနေပြီးတော့ပုတ်ခနဲ့ပြုတ်ကျသွားပါတယ်။ကောင်းလိုက်တဲ့ပစ်ချက်လို့ခေါင်းဆောင်ဆိုတဲ့ချူကာကေနဲ့ငနေကခုံပြုတ်ပေးတယ်။အလောင်းကိုထုံးစံအတိုင်းကြီးကန်းကျွေးလိုက်မြင်းကိုတော့စားဖို့ယူထားလိုက်ဆိုပြီးတော့အမိန်ပေး base တဲကိုဆင်သွားလိုက်ပါတယ်။ရဆငနေကအမိန်ကိုနားထောင်ပြီးလိုကန်ရဲ့အလောင်းကိုမာကြည့်သွားပါတယ်။ Of course လိုကန်ကဘလို့ ဖြစ်ပြီးတော့တနတ်တန်ရာလောက်နဲ့တည်နိုင်မလဲဒါပေမဲ့အိုနေပြီဖြစ်တာကြောင့်အချိန်တစ်ခုစာအထိမေမျောသွားခဲ့ပါတယ်နိုးလာတော့သူဟာတချိန်ကရင်းရင်းနှီးနှီးကြားခဲ့ဘူးတဲ့အတန်တစ်ခုကိုကြားလိုက်တယ်မင်းလုံနေတော့ကိုငါစောင့်ကြည့်နေခဲ့တာမင်းကဒါမျိုးတုံတုံအားအားနဲ့အရှိတကားကနေပြီးတော့ရှောက်ဝင်သွားမလို့လားမင်းယူးနေလားအခုလေဟိုကောင်တွေရဲ့အလစ်ကိုစောင့်ရင်းညတော့နှက်သွားတယ်မင်းကိုမလာရတာခါတော့နားတယ်ဆိုပြီးတော့ကြက်ပေါင်လေးကင်နေတဲ့အဖိုးကြီးတယောက် Oman Frank Castle Original Punisher ကတရက်ဆက်အပြစ်တင်ပြောဆိုနေတာကိုမြင်လိုက်ရ ပါတယ်ဒီကောင်ကဖိုက်ဆာလာလို့မေးပြီးလက်ထဲကပေါင်တချောင်းကိုထိုးပေးတယ်တစက်ထဲမှာမင်းလိုပဲငါလည်းဒီကောင်တွေကိုလိုက်နေတာအချင်းနေစောင့်ကြည့်နေတော့မင်းဝင်လာတာကိုတွေးလိုက်တာပဲလို့ရှင်းပြလာတယ်လူကန်ကသူ့လက်ထဲကပေါင်ချောင်းကြီးကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဘာအသားလဲဆိုပြီးတော့မေးတော့ကြီးကန်သားကြီးကန်ပေါင်ဆိုပြီးတော့ပြန်ဖြေတယ်ဘူရော်ဒီခွာချက်ချနဲ့အရန်တင်မယ်အလောင်းတွေကိုလလာစားတဲ့ကြီးကန်တွေကိုပြန်ဖမ်းပြီးတော့ KFC လို့စားနေတာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်လူကန်ကလည်းယူစားပြစ်လိုက်ပြီးဘူရော်နေရောက်ကအရင်အချိန်လေးလိုမျိုး Panisher ဂိုင်းကိုဘ လို့ရှင်းလင်းရမယ်ဆိုတာကိုအဖြေရှာဖော်ထုတ်ကြပါတယ်။ Luckily ခံကောင်းစွာပဲအဖြေတွေအားလုံးက Banisher စီမှာရှိပြီးနေပြီ။ Base တဲမှာရှိနေတဲ့ Joker K နဲ့ကောင်ကအားလုံးရဲ့ခေါင်းဆောင်ပဲ။အဲဒီကောင်ကိုရှင်းရင်အခု Wisdom Wake Gain တစ်ခုလုံးကိုဖြိုချပြစ်နိုင်လိမ့်မယ်။ဒီကောင်တွေကငါးရဲ့နာမည်ကိုတုံးပြီးတော့တောင်းညံ့နေကြတာ။ငါ့ကိုဆောင်ရမ်းဒေါ်တာထွက်စီတဲ့လူကန်ရေးဆိုပြီးတော့ဒေါ်တာထွက်ရင်ပြောဆိုနေပါတယ်။ဒါနဲ့မင်းကတော့ဒီကောင်တွေနဲ့ဘာပြဿနာရှိလို့လဲဆိုပြီးမေးမြန်းတဲ့အခါဘိုးတော်လူကန်ကဖြစ်ပျက်ခဲ့ပုံလေးကလေးကိုကယ်ပေးဖို့အတွက်ဂတိပေးခဲ့ကြောင်းတွေကိုအ ယိုးကရင်တွားကြထိုးရင်းနဲ့ရှင်းပြလိုက်ပါတယ်။တစ်ဖက်မှာလည်းပန်နီရှာလိုတိတ်ပြီးတော့ခယူးမဆိုင်တတ်တဲ့လူတယောက်ကဘိုးရော့ဖြစ်မှအပင်မန်းခံပြီးတော့ထားလုပ်တယ်ဆိုတာကလည်းအကြောင်းရှိအောင်မယ်ဆိုတာကိုသိထားတဲ့လူကန်ကမင်းကောဘာအကြောင်းရှိလို့လဲဆိုပြီးတော့လေးနက်စွာမေးလိုက်တယ်။ဒီခါဖရန်ကဒီကောင်နေငါးစီကနေပြီးတော့တခုခုခိုးသွားတယ်။ငါရဲ့မန်ညံတွေပဲမင်းသိလားအခုအသက်ကြီးလာတော့မန်ညံတွေကတိတ်ပြီးတော့အလုံးမလုံးတော့ဘူး။တန်ကြီးတက်လာတယ်လို့ပဲအများကြီးတွေမေးပြကုန်တယ်။တခါတလေမှဒါကကောင်းတော့အရာပဲဆိုပြီးတော့တွေးမိပေမဲ့တခါတလေငါရဲ့မိန် မရဲ့နမည်ကိုမမတ်မိတော့တဲ့အခါငါရဲ့သားသမီးတွေမျက်နာကိုမမတ်မိတော့တဲ့အခါငါ့ကိုဆောက်ရမ်းပို့ပြီးတော့ဒေါ်တာထွက်စေတယ်ငါရဲ့မညံတွေကိုပြန်ယူဖို့အတွက်လိုအပ်တဲ့လူကံရေးဆိုပြီးတော့ရှင်းပြလိုက်တဲ့အခါဘူရော့တွေကတယောက်မျက်နာတယောက်ကြည့်ရင်ခိတတိတ်ဆိတ်သွားကြတယ်ဒါဆိုပလန်ကဘာလဲဆိုပြီးပြောတဲ့စကားနဲ့အတူနောက်တနေ့မှပန်နေရှာရဲ့ခန်တက်စီကိုကာတစီကအချိန်နဲ့ဦးတည်လာနေတယ်ဆိုတာကိုမြင်လိုက်ရတယ်ခေါင်းဆောင်အမိန်ပေးတဲ့အတိုင်းပန်နေရှာကလည်းကားကိုတတိုင်းတိုင်းနဲ့ဝိုင်းပစ်ကြတယ်ဒါပေမဲ့မထူဘူးကားကခန်တက်ကို ပိတ်ဆောင်သွားပြီးတော့ပောက်ကွဲထွက်သွားတယ်ဘူရော့နေရောက်ကခန်တက်ရဲ့အထဲထဲတောင်ရောက်နေပြီဆိုတာကိုမြင်လိုက်ရပါတယ်ပြီးတော့နေနဲ့မင်းတို့လူပြတ်တွေမှာဘာ training ဘာလေ့ကျင့်ထားတာမှမရှိဘူးမင်းတို့ကိုမင်းတို့တွေးတောင်မတွေးထားနိုင်တဲ့နီလန်၁၀မျိုးလောက်နဲ့ငါတယောက်တည်းတပ်ပစ်ပြနိုင်တယ်ငါကမှတူတီတော့ပန်နေရှာပဲလို့ပြောပြီးတော့ဘူရော့ဒီဘုံတလုံးကိုဆနတ်တန်ချွတ်ပြီးတော့ပစ်ပေါလိုက်တယ်ပောက်ကွဲမှုနဲ့အတူပန်နေရှာကအကုန်လုံးကိုခေါင်းတွေကြီးပဲချိန်ပစ်တက်လိုက်တယ်လိုဂန်ကခန္ဓာကိုယ်တွေခေါင်းတွေအကုန်လုံးကိုခုတ်ဖြတ်တပ်ပစ်လိုက်ပါတယ် just ိုက်တဲ့မျက်စိတမိတ်အတွင်မှာခံတက်တစ်ခုလုံးကပြုတ်သွားခဲ့ပြီးရှင်ကျန်နေသေးတဲ့တကောင်ကိုလိုကန်ကခလေးတွေပဲမှာလဲဆိုပြီးတော့မေးတယ်ခလေးတွေကိုလိုကန်သွားခဲ့တဲ့အခါဘိုးရောပန်နီရှာကအယောင်ဆောင်ချူကာကေနဲ့ပန်နီရှာကိုသူချမယ်ဆိုပြီးတော့ပြောရင်းနဲ့နေရခဲ့ပါတယ်ဒါပေမဲ့လိုကန်ကအနောက်ရှက်ကင်ကင်တွားပြီးတော့ကယ်နေတဲ့အချိန်မှာလူငယ်နဲ့လူကြီးအားမများတာကြောင့်ဘိုးရောကပဲအထောင်ခံနေရတယ်ပန်နီရှာကဒီကောင်ကိုကြည့်ရင်မင်းတို့ကဘာကြီးရွယ်ချက်မှမရှိတဲ့အရင်အဆိုင်ကောင်တွေပဲတခြားနမယ်တွေယူပြီးတော့တုံးလို့ရတယ်မင်းတို့ကမ င်းတို့ Doom နေ Jigsaw တွေဆိုပြီးတော့နာမည်ပေးလို့ရတယ်ဒါတော့မှမင်းတို့ကငါရဲ့နာမည်ကိုယူသုံးတယ်ငါရဲ့မှတ်ဉာဏ်တွေကိုလည်းခိုးသွားတယ်ငါကအဲ့ဒါတွေကိုအခုပြန်ယူဖို့အတွက်ရောက်လာတာပဲလို့တနတ်တွေနဲ့ပြည်ရင်နဲ့ပြောလိုက်တယ်ဒါပေမဲ့ဟိုကောင်ကြီးအနာကလာတော့ဘိုးတော်ကပဲထပ်ပြီးတော့အထောင်ခံလိုက်ရပြန်တယ်ဒါကိုပြန်ရောက်လာတဲ့လိုကန်ကမြင်တော့ Joker K နဲ့ခေါင်းကိုတတ်ပြီးတော့အုပ်တယ်အချုံအနေနဲ့ထိုးတယ် Punisher အတူကလည်းရုံးကန်ရင်ဒီကောင်တွေကိုပြန်ပြီးတော့အပြစ်တင်တယ်ဒါတွေအားလုံးကမင်းတို့တစ်ချိန်က Super Hero တွေဆိုပြီးတော့လှုပ်ခဲ့တဲ့စစ်ပွဲတွေကြောင့်ပဲ ဲမင်းတို့တေသွားတယ်စစ်ပွဲတွေကတော့မတေသွားဘူးတက်ရောက်မှုတွေကတော့အဆုံးမသက်သွားဘူးကဘာကြီးနဲ့ငါတို့ကမင်းတို့အပြစ်တွေအတွက်မင်းတို့ရဲ့စစ်ပွဲတွေအတွက်ပေးဆက်နေရတာငါတို့မှနေတိုင်းပိုက်သေးကိုအစာဖြည့်ဖို့အတွက်တိုက်ခိုက် ရုန်းကန်ပြီးတော့ရှင်သန်နေရတာဒါတွေအားလုံးကမင်းတို့ကြောင့်ပဲမင်းတို့မှာဘဝကြီးတစ်ခုရှိခဲ့တယ်အဲ့ဒီဘဝကြီးကိုမင်းတို့ပဲဖျက်ဆီးလိုက်ကြတာဖျက်ဆီးသွားတော့လည်းမင်းတို့ကနေလိုက်တာပဲငါတို့ကြတော့ဒီအရာတွေကိုပဲတိတာဒီပြက်နေတဲ့ခေကြီးကြမှာပဲရှင်သန်ဖျက်ကျော်ပြီးတော့မွေးဖွားနေထိုင်ခဲ့ရတာလို့ပြပြနေနေပြော ော်ပြစ်လိုက်ပြီးလိုကန်ကိုအဝေးတနေရာစီပိတ်ပေါက်ပြစ်လိုက်ပါတယ်။ဘူရော့ကလည်းဒီအချိန်အထိကိုဖူးကလန်ပဲမင်းဒီလိုပဲချရင်စောက်စကားအရန်များလာလို့ဝေဖန်လိုက်တဲ့အခါဆွာပေးလိုက်တဲ့အခါမှာတော့ဗန်နီရှာကသူ့ရဲ့ပစိန်ကြီးနဲ့လိုကန်ကိုဖျက်ရိုက်ပြစ်လိုက်တယ်။ဘူရော့မှာဘာအခွင့်အရေးမှတော့မရှိတော့ဘူး။နောက်တစ်ချက်အဆုံးသက်ရိုက်ချက်ကိုရိုက်ဖို့အတွက်ပြင်တဲ့အခါမှာတော့ဗန်နီရှာအတူရဲ့နှစ်ဖူးစီကိုအနောက်ကကြည်တတောင်းကဖျက်ဝင်သွားတယ်။ငါလှုပ်လိုက်ပြီးဟဲ့ငါတပ်ပြစ်လိုက်ပြီးဟဲ့ဆိုတဲ့စကားနဲ့အတူအခုနအဖမ်းခံထားရတဲ့ကလေးတွေကတယောက်ကဘူရော့ ော်ကြီးတွေကိုအစုံမှပြန်ပြီးတော့ကဲတင်ပေးလိုက်တာ ဖြစ်ကြောင်းကိုမြင်လိုက်ရပါတယ်။ Vanisher Gain ကြီးကိုလည်းအစုံတက်နိုင်ခဲ့ပြီးလိုကန်ကခလေးနဲ့အတူစိုးရိမ်တကြီးမြေပြင်ပေါ်လဲကျနေတဲ့ Franksy ကိုပြေးလာကြတယ်။ဒါပေမဲ့ဘူရော့ကမနေကျင်တော့ဘူး။အနည်း20တောင်မှငါတိုက်ခိုက်လာတာပြီးသွားပါပြီကွာဆိုပြီးတော့ပြောတယ်။ပြီးတော့ဘေးနားမှာရှိနေတဲ့ခလေးကိုကြည့်လိုက်ရင်ဒီကောင်လေး base မှာအနီရောင်စာအုပ်အဟောင်းလေးတစ်ခုကင်ကင်ထားတာတွေ့တယ်လားဆိုပြီးတော့မေးတယ်။ခလေးကတိတယ် base ထဲမှာရှိတဲ့ဖုံးတော်ကြီးလိုကောင်ကအမြဲတမ်းဒီစာအုပ်ကိုဖတ်ဖတ်နေတာလို့ပြောပြီးအမြန်မဲ့ အဲ့ဒီစာအုပ်ကိုပြေးပြီးတော့ရှာလာပေးတယ်။ဘူရော့ကစာအုပ်ကိုမြင်သွားတဲ့အခါပျော်သွားပြီးတော့တုံ့ပြန်နေတဲ့အတန်နဲ့ကျေးဇူးတင်တယ်။ဒါကအခိုးခံလိုက်ရတယ်ဆိုတော့သူ့ရဲ့စာအုပ်ဖြစ်နေတယ်။အထဲထဲမှာဖွင့်လိုက်တော့ရှိနေတာကသူ့ရဲ့မိသားစုတပ်ပုံ၊သူ့မိမနဲ့သူ့ကလေးတွေရဲ့တပ်ပုံဖြစ်နေပါတယ်။သူရှာနေတဲ့သူ့ရဲ့မျက်ညံတွေဆိုတာကဒါပဲဒီသူချေးရတဲ့သူတွေရဲ့မျက်နှာပါဝင်နေတဲ့တပ်ပုံတစ်ခုပဲ။လူကန်ကထားဖို့အတွက်ပြောတယ်သူတို့ကဲနိုင်သေးကြောင်းကိုပြောနေပေမဲ့ဘူရော့ကဒရမ်မာချိုးတယ်။တပ်ပုံနဲ့စာအုပ်ကိုရှင်းဝဲအလိုက် က်ပြီးတော့မင်းတို့ဘာသာတွားကြတော့ငါတိုက်ခိုက်လာတာအနည်း80ရှိပြီးအခုလည်းငါတွားခြင်းနဲ့အချိန်မှထွက်သွားတယ်ငါအဆုံးသတ်ခြင်းနဲ့အချိန်မှအဆုံးသတ်တယ်လို့ပြောရင်အခုအချိန်အဖိုးကြီးဖြစ်တဲ့အထီကိုခေါင်းမာစွာပဲအဲ့ဒီနေရာမှာပဲတည်ဆုံသွားခဲ့ပါတယ်လိုကန်လည်းအပြန်လမ်းမှာခလေးတွေကိုပြန်ပို့ရင်းနဲ့စိတ်မကောင်းဖြစ်မိရဲ့ဂျိုကာကင်နဲ့ကောင်ပြောခဲ့တဲ့စကားတွေကသူ့ရဲ့နားထဲမှာစွဲနေတယ်အဲ့ဒီကောင်ကကိုဘာသာမှန်နဲ့ထင်ပြီးတော့ယူနေတယ်ကြောင်နေတယ်ဆိုပေမဲ့သူပြောသွားတဲ့အထဲမှာအမှန်တွေလည်းပါနေတယ် ਆ တို့ကသူတို့ရဲ့ generation သူတို့မျို ိုးဆက်ရဲ့ခေကြီးကိုဖျက်ခဲ့မိတယ်သူတို့ကိုနေတိုင်းတိုက်ပွဲတွေဝင်နေရပြီးတော့ရှင်သန်စေခဲ့တယ်ဒါတောင်မှသူတို့ဒီငါတို့ကိုအပြစ်တင်မုန်းတီးရမယ်ဆိုတာတောင်မှငါတို့ရဲ့အမွေအနှစ်ဆိုတာကိုလက်လွတ်ပြရတော့မယ်အစားချုပ်ကင်ထားကြသေးတယ်ငါတို့ကိုအားကျနေသေးတယ်ငါတို့ကိုယုံကြည်နေသေးတယ်လို့ပြောရင်အခုနခလေးရဲ့ဘောင်းမီထဲမှာပန်နီရှာတစိ့ကိုတည်လာခဲ့တယ်ပန်နီရှာဆိုတာကိုဆက်ပြီးတော့ရှင်ကြံစေခဲ့တယ်ဆိုတာကိုပြရင်နဲ့ကောမစ်ကိုအဆုံးသတ်သွားခဲ့ပါတယ်အများကြီးလာပါတဲ့ကောမစ်တစ်ခုပါရုပ်ပြစာအုပ်တစ်ခုဆိုတာထက် ်ပို့ပြီးတော့လေးနက်တဲ့အထိပ္ပယ်တွေကိုမြင်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုကိုကြိုက်ကြရဆိုရင်လည်း comment section မှာရေးသွားခဲ့ကြပါအောင်ဒီချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်